အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာဘူးဒါပြင်းမြွေဆွေးနွေးပေးနေတာကတော့ Honor Fit GB1 မှာကြုံတွေ့ရတဲ့ကားအေကွန်အေးပေါ်တဲ့ပြင်ချင်တဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘူးဒါပြင်းမြွေဆွေးနွေးပေးခြင်းပါတယ်ကားအေကွန်အေးပေါ်စီနိုင်တဲ့ပြင်ချက်တွေကအများကြီးပဲရှိပါတယ်ဥမာအနေနဲ့ compressor ရဲ့ PGR ကျသွားတာတို့အပူပွိုင်မှာဆိုရင် အပူစွန့်ထုတ်မှုအားနည်းသွားတယ်အပူပွိုင်ပိတ်တာတို့အပူပွိုင်မှာရှိတဲ့ dryer filter ပိတ်တာတို့နောက်အပူပွိုင်ရဲ့ အေးခံပြီးတဲ့ပန်ကာပေါ့နော်သူရဲ့ condenser cooling fan အားနေသွားတာတို့ဒီလိုပြစ်ချက်တရားဆိုရင် aircon အေးပေါ်စေနိုင်တဲ့ပြစ်ချက်တွေဖြစ်စေနိုင်တယ်ဒါ့အပြင် aircon ခက်ရဲ့တက်တန်းပေါ့ဗျာ aircon ခက်တရားဆိုလို့ရှိရင်တက်တန်းတစ်ခုကျသွားတဲ့အခါမှာသူတို့ရဲ့အည်သွေးတွေကျသွားတတ်တယ်အဲ့လိုမျိုးအည်သွေးတွေကျသွားတယ်ဆိုလို့ရှိရင်လည်း aircon အေးပေါ်တဲ့ပြဿနာမျိုးကိုခံစားနိုင်တာဖြစ်ပါတယ်အဲ့လိုမျိုးဆိုတော့ဒီ Honda ကားတွေမှာဆိုရင် aircon နဲ့ပတ်သက်ပြီးတော့အဲပြောမယ်ဆိုရင် compressor ပြတ်တယ်ဆိုတော့ပြစ်ချက်တွေက ဖြစ်တောင့်ဖြစ်ခဲပြည်ထနာရဲမှာပါဝင်တယ်အဲဒီလိုပဲဒီဟွန်နာကားတွေရဲ့အဲကွန်ကတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ် သူ့ရဲ့ကားရဲ့အတွင်းကထဲမှာရှိတဲ့အဲကွန်းရဲ့အောက်လက်တెంပရေချာဆိုလို့ရှိရင်3.5ဒီဂရီဆယ်စီယက်လောက်ထိကိုကျတယ်။တချို့ကားတွေဆိုရင်2ဒီဂရီဆယ်စီယက်လောက်ထိကျတယ်ပေါ့။တော်တော်လေးကိုအေးတဲ့ပမာဏလို့ပြောလို့ရတယ်။တူတာတွေမှာဆိုလို့ရှိရင်တော့မှ4ဒီဂရီ5ဒီဂရီဒီလောက်ထိပဲကျပေမဲ့ဟွန်ဒါတွေမှာဆိုရင်တချို့ကားတွေက2ဒီဂရီဆယ်စီယက်လောက်ထိကျတဲ့နေထားမျိုးဖြစ်တဲ့အတွက်ကားရဲ့အတွင်းကထဲမှာလုံးဝကိုအေးစိတ်နေတဲ့အရာသာမျိုးခံစားရရတယ်ပေါ့ဗျာ။ဒါပြင် ပြောမယ်ဆိုရင်များကားမောင်းရင်ဆောင်ချုံရမယ့်အနေအထားမျိုးထီကိုအဲကွန်းကဟွန်ဒါကားတွေကအေးတယ်လို့ပြောလို့ရတယ်။အဲ့လိုအနေအထားမျိုးဖြစ်တဲ့ဆိုတော့ကျွန်တော်အနေနဲ့ဒီဒီကားမှာအဲကွန်းအေးပေါ်တဲ့ပြဿနာကိုကြုံနေရပြီဆိုတဲ့အတွက် အခုချိန်ဆန်စာလေးကိုသုံးပြီးတော့မှအောက်လက် temperature ကိုစမ်းသပ်ကြည့်လိုက်တယ်။အောက်လက် temperature ကဘယ်လောက်ရှိနေလဲဆိုတော့70 degree celsius လောက်ထိဖြစ်နေတယ်။အဲ့တော့70 degree celsius လောက်ဆိုတော့ air con ကအေးပေါ်တဲ့ပြဿနာမျိုးကိုခံစားနေရတာပေါ့။တကယ်တမ်းကပြင်ပရဲ့ရည်ရွယ်ချက်အရန်ပူတဲ့အချိန်မှာဆိုရင် air con ကမအေးဘူးလို့ခံစားရတာပေါ့ဗျာ။ဒါနဲ့ပဲအဲဒါစစ်စစ်ရမယ့်အပိုင်းလေးကိုကျွန်တော်တို့ဆက်ပြီးတော့စစ်တယ်။အရင်ဆုံးစစ်တာကတော့ဂက်ပိုက်လိုက်မှာရှိတဲ့ဂက်ရဲ့ဖိအားကိုစစ်ကြည့်လိုက်တယ်။ ဂက်ရဲ့ဖီအားကိုစစ်ကြည့်လိုက်တဲ့အခါမှာဂက်ကဆိုရင်ပြောမယ်ဆိုရင်တော့သူက high pressure ဘက်က15ဒီ15ဘားလောက်ရှိတယ် low pressure ဘက်ဟာဆိုလို့ရှိရင်2ပတ်ဝန်းကျင်လောက်ရှိတယ်ဒါပေမဲ့ဘာဖြစ်နေလဲဆိုတော့ high pressure ဘက်မှာလက်တန်ကဂိတ်တန်ခါနေတယ်15ပတ်ဝန်းကျင်လောက်နဲ့သူကဂိတ်တန်ခါပြီးတော့မှ low pressure ဘက်မှာကတော့သူကကြတယ်ဒီပါနင်းရင်နင်းတော့တော့ကြတယ် high pressure ဘက်မှာကတော့သူကလက်တန်ခါနေတယ်အဲ့လိုမျိုးဆိုတော့ဒီ high pressure ဘက်ရဲ့ဂိတ်ခါနိုင်တဲ့ပြဿနာတွေမှာအကျဉ်းချင်းကတော့ ကွန်ပရက်ဆာကြောင့်လည်းဖြစ်တတ်တယ်။ကွန်ပရက်ဆာကျသွားရင်လည်းဖြစ်တတ်တယ်။ဒါပေမဲ့ပြန်တွက်ကြည့်ရတာကဟွန်နာကားတော်တော်များများမှာကကွန်ပရက်ဆာပြတ်တယ်ဆိုတာကပြောမယ်ဆိုရင်ဖြစ်တော့ဖြစ်ခဲ့ပြဿနာဖြစ်တယ်။ဒါနဲ့ပဲပေါ့နော်။ကွန်ပရက်ဆာဘက်ကိုခဏဖယ်ထားလိုက်တယ်။ဒါတော့နောက်ဆုံးစဉ်းစားရမယ့်အပိုင်းပေါ့။ကားရဲ့အဲကွန်းမှာကွန်ပရက်ဆာကဈေးအကြီးဆုံးလို့ပြောလို့ရတယ်။အဲ့ဒီကွန်ပရက်ဆာကိုခဏဖယ်ထားလိုက်ပြီးတော့သူ့ရဲ့ကွန်ပရက်ဆာကနေထွက်တာက ကွန်ဒန်ဆာပြီးတော့ dryer filter ဖြစ်တယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီဘိုင်းကိုဦးစားပေးပြီးတော့စစ်ဆေးတယ်ပေါ့ဗျာအဲ့တော့ dryer filter တွေဒီ condenser တွေဖြုတ်ဖို့အတွက်ဆိုရင် aircon ခက်ကိုဖောက်ထုတ်มาရမှာအဲ့ဒါနဲ့ပဲကျွန်တော်တို့ gap ကို recover ပြန်လုပ်ကြည့်လိုက်တယ်ပေါ့နော် gap ကကောင်းသေးတယ်ဗျကောင်းသေးတဲ့အတွက်ကျွန်တော်တို့ gap ကိုပြန်ပြီးတော့အဲ set မှာပြန်ပြီးတော့ဆုပ်ယူလိုက်တယ်ဆုပ်ယူပြီးတော့မှအပူပိုင်းကြီးဖြုတ်တယ်အဲနောက်အပူပိုင်းရဲ့ dryer ဒီ dryer filter တွေကိုအပူပိုင်းရဲ့ဘီလာမှာတက်ဆင်ထားတဲ့ dryer filter တွေကိုကျွန်တော်တို့ဖြုတ်တယ်အဲ့ဒီမှာ ဘာဟုပါပြစ်ချက်သွားတွေ့ရလဲဆိုတော့ကျွန်တော်ဒီ diagnosis scan တူတယ်ထိုးပြီးတော့ဆစ်လိုက်တယ်ထိုးဆစ်လိုက်တဲ့အချိန်မှာဒီ air ဖွင့်တဲ့အချိန်မှာဆိုရင်သူကပန်ကားနှလုံးပါတယ်အဲဒီရဘောက်ပတ်ချမ်းမှာရှိတဲ့ပန်ကားက engine ရဲ့ cooling fan engine ဘက်ချမ်းမှာရှိတဲ့ပန်ကားကကြတော့သူက condenser cooling fan aircon အတွက်ပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့ဒီပန်ကားနှလုံးမှာဆိုရင်ပန်ကားကပုံမှန်ဆိုရင် aircon ဖွင့်တာနဲ့နှလုံးလုံးက high speed နဲ့လေမှာလေမယ်ဆိုတဲ့အနေအထားမှာ engine ရဲ့ cooling fan ကတော့လေတယ်ဒါပေမဲ့ဒီဘက်အဲကျွန်တော်ဒီ ဘောနော်ကော်နဆာကူလင်းဖန်ပေါ့အင်ဂျင်ဘက်ချမ်းမှာရှိတဲ့အဲကူလင်းဖန်ကကြတော့မလဲဘူးအဲ့တော့မလဲဘူးဆိုတော့စကန်ဒူးထဲမှာကကြတော့ပြနေတာကနှလုံးလုံးလေလေလို့ပြနေတာပေါ့နော်ဒါပေမဲ့အဲဒီဘက်ကပန်ကားကတော့မလဲဘူးကိုဘက်ကပန်ကားကတော့လုံးဝ high speed နဲ့လဲနေတယ်အဲ့တော့ကန်ကောင်းတာတခုကအင်ဂျင်ဟိမတက်ဘူးဘာကြောင့်လဲဆိုတော့သူကအင်ဂျင်ရဲ့ cooling fan လဲနေတာဖြစ်တဲ့အတွက်အပူချိန်တော့သူတက်နိုင်နေများ short ချပြီးနေတယ်ဒါပေမဲ့အဲဒီပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့အပူကွာရဲ့အပူချိန်ကိုလည်း တိတ်ပြီးတော့ရှော့ချနိုင်ရင်မရှိတဲ့အတွက်အခုလိုပြဿနာမျိုးကြုံရတာလည်းပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီဘောနော် aircon ဒီ high pressure ဘက်မှာရှိနေတဲ့အဲဂိတ်တန်ကလှုပ်နေတယ်ဆိုတဲ့ပြဿနာမှာပြန်စဉ်းစားရရင်အပူပိုင်းရောက်လေဖြစ်တတ်တယ် dryer filter ကြောင့်လည်းဖြစ်တတ်တာဆိုတော့တစ်ခါလေးပဲ dryer filter ကိုအပူပိုင်းရောတစ်ခါလေးဖြုတ်ပြီးရင်ပန်ကာပါဖြုတ်ပြီးတော့စစ်တယ်အဲ့ဒီမှာ ပထမဆုံးကြည့်ချက်ကဘာသွားတွေ့လဲဆိုတော့အပူကွိုင်းမှာတော့ဗျာပြောမယ်ဆိုရင်အရင်ကြီးမဲတူးနေတဲ့နေသားမျိုးမဟုတ်ဘူးအပူကွိုင်းကတန့်တယ်အပူကွိုင်းယတနာမရှိဘူးဒါပေမဲ့ယတနာကဘာရှိနေလဲဆိုတော့ dryer fitter မှာ fitter ခောက်နေတာဗျာခောက်ပြီးတော့မှအဲ့မှာသွားပိတ်နေတဲ့ပုံစံမျိုးဖြစ်တယ်ပထမကြည့်ချက်တစ်ခုက dryer fitter မှာသွားပြီးတော့တွေ့တယ် dryer fitter မှာမဲတူးနေလားဆိုတော့ dryer fitter မှာမဲတူးတဲ့နေသားမျိုးမဟုတ်ဘူးဒါပေမဲ့ dryer fitter ကခောက်ပြီးတော့မှ ဲသူ့ရဲ့ line ကိုသွားပိတ်တဲ့ပုံစံမျိုးဖြစ်ပြီးတော့ pressure မငြိမ်တဲ့ပြဿနာမျိုးကြုံရတာဒါတွေကလည်းတစ်ခါဒီမှာကြုံရတဲ့ပြဿနာတွေပါအဲ့တော့ dryer filter လုံးဝပိတ်နေတယ်ဆိုရင်လည်းအဲ့ဒီလက်တံခါတာမျိုးတွေအပူကွာပိတ်တယ်ဆိုရင်လည်း လက်နံခါရာမျိုးတွေကြုံရတယ်အခုကတော့ဒွန်ယက်ဖစ်တာခောက်ပြီးတော့ပိတ်နေတဲ့အတွက်လက်နံခါတဲ့ပြဿနာကြုံရတယ်နောက်ထပ်ပြစ်ချက်တစ်ခုကဘာကြောင့်ဖြစ်တာလဲဆိုတော့အဲ့ဒီကွန်ဒန်ဆာရဲ့ cooling fan မလဲတဲ့ပြဿနာပေါ့နော်မလဲတဲ့ပြဿနာမလဲတဲ့ပြဿနာဆိုတော့ကျွန်တော်တို့ကအဲ့ဒီ cooling fan ကိုဖြုတ်ကြည့်လိုက်တဲ့အချိန်မှာဘာသွားတွေ့ရလဲဆိုတော့သူ့ရဲ့ပန်ကာကအရင်းဥတိုင်းကနေပြတ်ထွက်သွားတာဗျပြောမဆိုလို့ရှိရင်သူကမော်တာနဲ့ပန်ကာနဲ့ဗျဟိုတွဲထားတယ်တွဲထားတဲ့နေရာမှာ အလေကဥတိုင်းပြတ်ထွက်သွားတာအလေကဥတိုင်းပြတ်ထွက်သွားတဲ့အတွက်ဘာပြဿနာဖြစ်လဲဆိုတော့မော်တာလေပြီမဲ့ပန်ကာကလိုက်မနေတော့ဘူးအဲ့လိုပုံစံမျိုးဖြစ်တာဒါပေမဲ့ဒီပန်ကာကြီးရဲ့စနစ်မှာကသူတို့ကိုအေးခံမိတာကအဲ့ဒီပန်ကာနဲ့ပဲအေးခံမိတာအဲ့အတွက်ပန်ကာကလိုက်မလဲပဲနဲ့မော်တာကြီးကတောင်းလျှောက်လိုက်လေတဲ့အတွက်မော်တာကလောင်သွားတာပြောမယ်ဆိုရင်တော့ပန်ကာရောမော်တာရောဇုံလိုက်လဲလိုက်ရတဲ့အနေအထားမျိုးဖြစ်သွားတယ်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့အိမ်ကြီးမှာသုံးနေတဲ့ ရီမော်တာပုံစံမျိုးပဲရီမော်တာတွေမှာဆိုလို့ရှိရင်တို့တို့အတွက်အေးခံပေးဖို့အတွက်ကပန်ဂါလေးတွေပါတယ်အဲ့ဒီပန်ဂါလေးတွေလောင်သွားတယ်ဆိုလို့ရှိရင်မော်တာပါလောင်ပြီးတော့မှနောက်ဆက်တွေအဲအလုံးလိုက်လေရတဲ့အဆင့်ကြီးဖြစ်တာပေါ့နော်ခွိုင်းလေးပြန်ပက်ရတဲ့အလုံးလိုက်လေရတဲ့အဆင့်ကြီးဖြစ်တယ်လုံးဝရီမတက်တော့ဘူးပေါ့နော်လိုမျိုးဖြစ်တယ်အခုလဲဒီကူလင်းဖန်ကအဲ့ဒီသဘောတရားဖြစ်တာကွန်ဒန်ဆာရဲ့ကူလင်းဖန်ကအရင်တော့ကတော့သူကလေမယ်ပေါ့ဗျာပန်ကားတော့ဒီပန်ကားတော့လုံးဝဥတိုင်းပြတ်ထွက်သွားတဲ့အတွက်ပန်ကားကတော့မလေဘူးမော်တာကတော့လေမယ်နောက်ပိုင်းမှာ မော်တာကလိန်လိန်နဲ့ဟိတက်ပြီးတော့ပူပြီးတော့မော်တာလောင်သွားတယ်လောင်သွားတဲ့အတွက်မော်တာပါမလေတော့တာပေါ့နော်ဒါနဲ့ပဲကျွန်တော်တို့အဲ့ဒီအဲမော်တာကိုလေတာလည်းတူတယ်ပန်ကလည်းတူတဲ့ဟာကိုပြန်ထည့်လိုက်တယ်ပေါ့နော်ပြန်ထည့်ပြီးတော့သူ့ရဲ့ gap ပမာဏအတိုင်းပြန်ပြီးတော့ထည့်တယ်ပေါ့အပူပိုင်းလေးပြန်တက်တယ်အဲနောက်ထွန်ရဲ့ fitter အသေးတက်တယ်ပန်ကကိုတက်တယ်တက်ပြီးတော့မှ gap ပမာဏကိုပြန်ပြီးတော့အတိအကျပြန်ထည့်လိုက်တယ်ထည့်လိုက်ပြီးတော့မှပြန်ဆန်းပြန်ဆန်းကြည့်လိုက်တယ်ပေါ့နော်ပြန်ဆန်းကြည့်လိုက်တဲ့အခါမှာတော့အဲသူ့ရဲ့ အဲ့ဒီဓာတ်ကလုံးဝကိုပြန်ပြီးတော့ကျသွားတယ်ပြောမယ်ဆိုလို့ရှိရင်တော့အဲဒီ2-3လောက်ထိတော့မကျဘူး4-5ပဝင်းကျင်လောက်ထိတော့ပြန်ကျတယ်ပေါ့နော်ကားရဲ့အတွင်းထဲမှာလုံးဝကိုပြန်ပြီးတော့အေးစိန်သွားတာပေါ့နော်ဒီလိုမျိုးအိုင်မှာအဆင်ပြေသွားပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ Honda Fit နဲ့ပတ်သက်ပြီးကြုံရတဲ့ပြဿနာတွေမှာတခြားကားတွေနဲ့နည်းနည်းလေးကွာသွားတာကပန်ကမလေလို့ကြုံရတာတော့မှန်တယ်ဗျဒါပေမဲ့ အဲဒီပြဿနာမှာပန်ကဥတိုင်းပြတ်ထွက်တဲ့အဆင့်ထိကတော့ကြုံနောက်ကြုံလေလို့ပြောလို့ရတယ်ဒီလိုပြဿနာမျိုးကလည်းနည်းနည်းတော့ရှားတယ်ဗျပန်ကအဲဥတိုင်းပြတ်ထွက်သွားပြီးတော့အဲဒီလိုမျိုးဖြစ်တာပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဘယ်လိုပဲဖြစ်ဖြစ်ပန်ကမလဲရင်နောက်ဆက်တွဲကအေကွန်အေးပေါ်တဲ့ပြဿနာကတော့ကြုံရမယ်သူကပန်ကနှလုံးတစ်လုံးနဲ့ဆိုရင်ဒီလိုမျိုးဥတိုင်းပြတ်ထွက်သွားခဲ့ဆိုရင်တော့အင်ဂျင်ကြီးတက်သွားနိုင်တယ်ဘာကြောင့်လဲဆိုတော့တတ်မှတ်ထားတဲ့သူ့ရဲ့ဘူးရင်တစ်ခုရောက်တဲ့အချိန်မှာပန်ကက low speed high speed လေရမှာ လေယာဉ်မဲ့အနေထားမှာပန်ကားဦးတိုင်းပြတ်ထွက်သွားတယ်ဆိုရင်လုံးဝအေးပြီးလိုက်မှာမဟုတ်တော့ဘူးအဲ့ဒါဆိုရင်အပူပိုင်တစ်ခုလည်းမဟုတ်တော့ဘူးသူကရေတိုင်ကြီးကိုကအေးခံပြီးမှာမဟုတ်တော့ဘူးအဲ့ဒါဆိုလို့ရှိရင်တော့အင်ဂျင်ဟိတက်သွားနိုင်ရဲ့အဲ့တော့ဒီကားမှာကတော့ကန်ကောင်းတာကပန်ကားကနှလုံးဒီ gear box ဘက်ချမ်းမှာရှိတဲ့ပန်ကားကကြတော့ engine cooling fan ဖြစ်တယ်။ engine ဘက်ချမ်းမှာရှိတဲ့ပန်ကားကကြတော့ condenser cooling fan ဖြစ်တယ်။ engine ရဲ့ cooling fan ကတော့လေတယ်။ condenser ရဲ့ cooling fan ကတော့ပြက်နေတာ။အဲ့ဒီအတွက်သူက engine တော့ heat မတက်ဘူး။ဘာကြောင့်လဲဆိုတော့သူက အင်ဂျင်ရဲ့ cooling fan က high speed နဲ့လေတာဖြစ်တဲ့အတွက် AE ခံပေးနေတယ်အဲ့တော့သူ့ရဲ့ဒီ cooler temperature ဆိုလို့ရှိရင်90ပတ်ဝန်းကျင်မှာပဲရှိတယ်93 94 95 96အဲ့ပတ်ဝန်းကျင်လောက်မှာပဲရှိနေတဲ့အတွက်အင်ဂျင်ကဟိမတက်ဘူးဒါပေမဲ့ air con ကြတော့ AE ပေါ်သွားတယ်ဘာလို့ air con AE ပေါ်လဲဆိုတော့အပူကွာရဲ့အပူချိန်ကို short ချနိုင်ဖို့အတွက်က condenser cooling fan ကလိုအပ်တယ်။ condenser cooling fan မလဲတဲ့အတွက်ပူပြီးတော့မှ အပူပိုင်းရဲ့အပူချိန်ကများနေပြီးတော့အေကွန်အေးပွားခြင်းဖြစ်တယ်အဲ့တော့ဆက်တိဒီဂရီဆယ်စီယလောက်ပဲရှိတယ်ဆိုတော့အနေအထားမျိုးကတော့ဒါကတခါလီမှာဒီလိုပြဿနာမျိုးတွေကြုံရရင်ပန်ကာကိုလည်းစစ်ဖို့လိုအပ်တယ်နောက်တစ်ချက်ကကျွန်တော်တို့ကွန်ပရက်ဆာကွန်ပရက်ရှင်ကျနေသလားနောက်တစ်ချက်ကကျတော့အပူပိုင်းဂျီပိတ်နေသလားဒရိုင်ယာဖစ်တာပိတ်နေသလားပေါ့နော်ဒါတွေတော့ဦးစားပေးပြီးတော့စစ်ဆေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီ Honda Fit GB1 မှာကြုံတွေ့ရတဲ့ပြစ်ချက်ရဲ့အဓိကတရားခံ နှစ်ချက်လို့ပြောလို့ရတယ်။တစ်ချက်ကကြတော့ dryer filter ပိတ်တာ နောက်ထပ်တစ်ချက်ကကြတော့အဲသူ့ရဲ့ condenser ရဲ့ cooling fan မလဲတဲ့ပြဿနာကြောင့်နည်းနည်းပူပြီးတော့မှအဲ outlet temperature က 70°C လောက်ဖြစ်နေတာဖြစ်ပါတယ်เนาะဒါကတော့ Honda Fit GB မှာကြုံတွေ့ရတဲ့ aircon ရဲ့ပြည့်ချက်နဲ့ aircon အေးပေါ်တဲ့ပြည့်ချက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကို DVO file လေးနဲ့ဘူဂရာဖြစ်မျှဝေဆွေးနွေးကြတာဖြစ်ပါတယ်။အားပြီးတဲ့အပြောင်းအလဲတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။